မင်္ဂလာပါရှင်ကျမတော့ဖူးဤနွယ်ပါ DV Human တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါရမယ်ငလစ်လောက်ခတ်ခဲ့တာကြောင့်စစ်ကောင်စီကယာယီအပြစ်ခတ်ရက်စဲထားတယ်လို့ကြေညာထားပေမဲ့ရခိုင်ပြည်နယ်ကမြို့နယ်၅ခုကိုစစ်ကောင်စီကစီရေးတိုက်ခိုက်မှု၄၀၉ကြိမ်ပြုလုပ်ခဲ့တယ်လို့ရခိုင်မျိုးသားအဖွဲ့ချုပ်ရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးယူ HDCO ကဧပြီလ၂၄ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။ စစ်ကောင်စီကဧပြီလ2ရက်နေ့ကနေ22ရက်အတွင်းရခိုင်ပြည်နယ်ထဲမှာရှိတဲ့ကြောက်ဖြူတောင်ကုတ်ကြောက်တော်စစ်တွေနဲ့ပေါက်တော်မြို့နယ်တို့ကိုတိုက်ခိုက်ခဲ့တာဖြစ်ပြီးလေကြောင်း drone ရေကြောင်းစက်တက်လေထီလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ဆိုထားပါတယ်အဲ့လိုပြစ်ခတ်တိုက်ခိုက်မှုတွေကြောင့်အရသားတယောက်တေဆုံး28ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးထိခိုက်ဒဏ်ရာရတဲ့အထဲမှာကလေးတငယ်9ယောက်ပါတယ်လို့ထုတ်ပြန်ကြမှာပွားရှိပါရရှင် AR တိုင်းလင်းမျက်နှာမြို့နယ်တွေကတိုက်ပွဲဖြစ်ပွားနေတဲ့ကြီးရွာတွေဘက်ကိုစစ်ကောင်စီက73စီတဲယူခွင့်ပိတ်ပင်ထားတယ်လို့ဒေသခံတွေကပြောပါရယ်။အရခတတော် AA နဲ့ပူအောင်တပ်ဖွဲ့တွေရဲ့ထိုးစစ်ဆင်လာမှုကြောင့်လင်းမျက်နှာမြို့နယ်တွေကပန်းတော်ကြီးကြီးရွာမှာဧပြီလ15ရက်ကတိုက်ပွဲစတင်ဖြစ်ပွားပြီးတဲ့နောက်ဧပြီလ17ရက်ကစတင်ပြီးစစ်ကောင်စီတပ်နဲ့အုပ်ချုပ်ရေးအဖွဲ့တွေကတိုက်ပွဲဖြစ်ပွားနေတဲ့ကြီးရွာတွေဘက်ကို73စီတဲယူခွင့်ပိတ်ပင်ထားလို့ဆိုပါရယ်။ အခုလို73စီတဲခွင့်ပိတ်ပင်ခံထားရတဲ့ကြီးရွာတွေဟာရခိုင်ရိုးမနဲ့ပသိမ်မုံရွာကားလမ်းမအနောက်ဖက်ခြမ်းမှာရှိတဲ့လေးမျက်နှာမြို့နယ်တွေကကြီးရွာတွေဖြစ်တယ်လို့လည်းလေးမျက်နှာမြို့နယ်ကဒေသခံတယောက်ကပြောပါရယ်။လက်ရှိ73စီတဲခွင့်ပိတ်ထားတဲ့ဒေသတွေမှာ73စီတလီတာရေတံဘူးတဘူးကို6,500အထိဈေးတက်နေပြီးလိုတလောက်ဝယ်မရဖြစ်နေတယ်လို့လည်းသိရပါရယ်ရှင်။ တဲရုံမြို့နယ်ဝန်တွင်းမြို့ကငလင်တန်သင့်ပြည်သူတွေဟာကုညီပေးသူမရှိတာကြောင့်ပြည်နယ်ထူထောင်ရေးလုပ်ငန်းတွေမစနိုင်သေးဘူးလို့လူမှုကူညီအသင်းတာဝန်ရှိသူကပြောပါတယ်။အောက်ခံသတင်းပေးပို့ထားပါတယ်ရှင်။စကိုင်းနိုင်ကိုဘူပြုတ်ပြီးလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်စကိုင်းမန္တလေးမြို့ကြီးတွေနဲ့နှီးတူထိခိုက်ပျက်စီးခဲ့တဲ့တဲရုံမြို့နယ်ဝန်တွင်းမြို့တွေမှာနေအဆောက်အဦစိတ်ဝင်ပေါင်း320လုံးပြိုကျပျက်စီးခဲ့ပါတယ်။ မြင်ကလေးလောက်ခတ်မှုကြောင့်သေဆုံးသူ200ကျော်နဲ့ဒဏ်ရသူ80ကျော်ရှိခဲ့ပါတယ်။ဒါအပြင် မြို့နယ်တွင်းကဖျားစီသည်ကြောင်ပေါင်း200နီးပါးနဲ့ဗလီဖျားကြောင်၄လုံးပြိုကျပျက်စီးခဲ့ပါတယ်။ပြန်လည်းကြောင်ရတဲ့ဒုတိယဘာမှမလုပ်ရသေးဘူးလေ။အဲလောလောအဲလောလောဆယ်ကိုင်ကိုဖြူဖို့နေလေ။အာစင်းလို့ပေါ်တာတွေပေါ်တာဒီအဲနဲ့ဟိုအခြေမခံတော့တာလည်းတော့လူနေလို့ဖြစ်တော့ပဲ။ဒီကအနေဖြစ်မှရတော့ကိုယ့်ကိုယ်ဆက်တင်ငါပြဖြူပြီးသွားကြီးလေ အဲအဲ့လိုမျိုးလေးတော့တော်နာဝင်လည်းညီလေးကအဖြစ်သွားပြီဆိုတော့အာလူရအလုံးကဒုက္ခတွေကြီးဖြစ်သွားတာပေါ့ပတ်သက်ရှိတဲ့ကောင်လည်းဒုက္ခတွေပတ်သက်မရှိတဲ့ကောင်လည်းဒုက္ခတွေပို့ဆိုးကုန်တာပါလိမ့်မျိုးပေါ့နော်အဲဒုညညီချင်းချင်းလည်းလည်းတော့ဘာမှမပြေနိုင်ဘူးလုံးလုံးပြိုသွားပြီးတော့ဘယ်လိုပြောမလဲဟိုနေရလုံးလုံးမရှိတော့ပဲချိုပြီးတော့ဒီတိုင်းပဲတဲထူးနေကြတာပေါ့ညီလေးအစိုးချက်ကကိုမရှိလို့ကြာတယ်အပေါင်းလည်းရှိသေးတယ်ညီလေးအဲ့ဒါကိုတို့ဝင်စင်းပြီးတော့ကိုယ်လည်းမြင်မြင်ရတော့ပေါ့နော် တဲတော်မျိုးအမှတ်သုံးရောက်ကမှရှိတဲ့ကိုလောင်မြေကျောင်းတိုင်အတွင်းရှေးအောင်ပြီးတဲ့ကျောင်းစာတိုင်းကြီးနဲ့ကျောင်းဆောင်တို့ချို့မြေခတ်ပျက်စီးခဲ့တဲ့ကိုလောင်မြေကျောင်းတိုင်အတွင်းဒီကနေ့အထိရှင်းလင်းမလုဆောင်နိုင်သေးဘူးလို့ဦးစင်းတပားကပြောပါတယ်အဲဒါကိုတော့ကျတော့အကြောင်းပေါက်နေတယ်ကြာအဲဒါကိုတော့မှဆိုရင်လည်းအပြည့်ကြီးကတော်တော်လေးများတယ်အပြည့်ကြီးများတယ်ကြတာကဥပ္ပိုလ်ကြောက်စာကထိုင်ပြီးများမယ်ပြည့်ကတော့ကြောက်စာတယ်လေရှင်းအောင်အမွေလေးဒီပေါ်ပြောရမယ်ဆိုတော့အဲ့ရတဲ့အဝလုံးပြည့်စုံတော့ပဲ ိုးဆောင်လောက်ကတည်းကရေလုံးများတော့ဘလုံးပြက်ကြီးကိုချိုချရမှာဖြစ်ပြီစမ်းစမ်းကြောင်းရဲ့ဥပုပ်ထူလာပေးတဲ့ဇရက်ကအဲ့ဒါပဲအကောင်းကျန်တာပဲမြောင်ကြောင်းကြီးဆိုတဲ့ကြောင်းတစ်ကြောင်းရဲ့ဘယ်တော့ကတော့ဒီမှာရောက်ပေါက်နေတယ်ကိုကျန်နေသူတော်ကြီးတွေကလည်းအကြောင်း၆ပုဒ်ကြတော့မှဒီဖြတ်ဖို့ဇေယျတော်မှာနိုင်ငံကတော့၆ပုဒ်ကြတော်လို့ချင်းကြီးကြီးတွေတိုင်းအဲ့ဘယ်တော့ကတော့ဒီကြောင်းပါလိအဲ့ဆရာတော်လည်းတက်တော်ကြီးကြီးနဲ့ခြေခြေ76 78ခန်းလောက်ဖြစ်နေတယ်ဆရာတော်ကလည်းလေသူလည်းဘာလို့လဲဘာကြောင့်လဲမသိတော့ဖြစ်နေဆရာတော်ကလည်း အာခဲခဲခဲရှိတာပေါ့ငွေပြက်ကလေခက်တာဆရာတော်တက်တဲ့ပြီးတော့စိတ်ကြီးနေတာဆိုတော့ဖြတ်ဖို့ဆောင်တိုင်းနေဘလုံးမတိုင်းနေလို့မရဘူးနားလည်းမလို့တော့ဒီတိုင်းမဲ့ထားတော့မယ်ဘာညာကြီးပဲဖြစ်နေတာပြန်လဲထူထောင်ကြီးလှုပ်ဆောင်ဖို့စစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကပြည်ပကနေမာယူတင်သွင်းလာတဲ့ဒီလက်မြေအိတ်တွေကိုငလင်တန်တင်ခဲ့တဲ့ပြည်နယ်နဲ့တိုင်းတွေကိုရောင်းချပေးသွားမယ်လို့ပြောဆိုထားပါတယ်ဒါပေမဲ့ငလင်တန်တင်မိသူတွေကိုတက်ဆိုင်ရာအာဏာပိုင်တွေက ထောက်ပံ့တာလည်းမရှိကြကြောင်း အစိုးရအနေနဲ့ကောနိုင်ငံတကာအနေနဲ့ကောကုညီနိုင်ရင်ပိုကောင်းမယ်လို့လူမှုငရေအသင်းတာဝန်ရှိသူကပြောပါတယ်အဲမလွယ်ဘူးကြည်ဒီရနေမရီလာတော့ရတော့မှတယောက်ကိုခွဲတန်းငါးရီနုံမရောင်းနဲ့လို့ပြောရင်ခွဲတန်းတော့ဒါကအ ਨੇ ဆုံးမသေးနဲ့အ ਨੇ ဆုံးရောင်းပြီးတဲ့ဆိုင်ပေါ့။ဟိုတောင်း၈၀၀ပေါ့။တောင်း၈၀၀နဲ့ရောင်းပြီးတာမရီလာတစ်ဆိုင်တစ်ဆိုင်ရှိရလို့ပြောရကြ။ဒီလက်မီပေါ့။နောက်ကိုမျိုးနဲ့မှာ လက်ရှိရောင်းနေတဲ့ဆိုင်တောင်ပြေဝမရဘူးအလုံးလုံးမရသေးဘူးပေါ့ဟုတ်တယ်ညီလေးဝန်နဲ့မှအလုံးလုံးမရအောင်ညီလေးသူကပြောရင်တော့ရပြန်တော့လေညီလေးဈေးရနေနေပို့တာပေါ့ပိတ်ကြတဲ့ဒီမှာနှစ်ပေါင်း၄တောင်နှစ်ပေါင်း၅တောင်အဲဒီဝင်းရင်ရှိတယ်မိလိလာပေါင်း၈တောင်တော့ဒါပါလို့တိတ်ကို၅၆တောင်လောက်꽈နေတာလေအဲအဲ့လိုတော့မကြားလဲမကြားမိလို့ရှိတယ်မရှိသေးဘူးဟုတ်တယ်နီလေမရတာမရကြသေးပါပဲကိုလေကိုဟောဒီဘယ်လိုလဲငလင်းနဲ့ထိတဲ့နေရာတော့အဲ့လိုရတယ်မကြသေးဘူးဗျ တန်းနိုင်မယ်ကနာလို့အစိုးရအနေနဲ့ရောနိုင်ငံတကာအနေနဲ့ရောအခုညီမမလာပြီးကုညီနိုင်ရင်တော့ပိုကောင်းပါလေလို့ပဲထင်မြင်ယူဆပါတယ်နေလေမြန်မာနိုင်ငံမှာအင်အားပြင်းကလင်လှုပ်ခတ်မှုကြောင့်စုစုပေါင်းတေဆုံးသူအရေးအတွက်4400ကျော်နဲ့ထိခိုက်ဒဏ်ရာရသူ10000ကျော်ငလင်ဘေးသင့်သူ3900ကျော်ရှိခဲ့ပြီးနေအိမ်ဆောက်အုံ9000ကျော်ထိခိုက်ပျက်စီးခဲ့တယ်လို့ DBB ကဧပြီလ16ရက်နေ့ထိစူးစိရရှိထားတဲ့အချက်အလက်တွေအရသိရပါတယ်ကျွန်တော်အောင်ခံပါ ။ဒီဗီယိုမြင်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါ။ကျမတော့ဖူအီအီနွယ်ပါ။ကြည့်ရှုနာဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။